အားလုံးမင်္ဂလာပါ Netflix က Super Sunday Night မှာတော့ပြည်သူတွေအတွက်စိတ်ဝင်စားဖို့ကောင်းတဲ့ပြည်ပြလေးပွဲစဉ်တစ်ပွဲဖြစ်တဲ့ Chelsea အသင်းနဲ့ Leicester City အသင်းတို့ရဲ့ပွဲစဉ်ကရှိပါလိမ့်ဆိုတော့ဒီပွဲစဉ်ကိုတော့ Chelsea ကအင်္ဂလိပ်ဖြစ်တဲ့ Stamford Bridge Stadium မှာတစ်ဖက်က Leicester City တင်းကိုအဲ့ခံကစားသွားမှာလည်းဖြစ်တယ်ဆိုတော့ပထမဆုံးဒါကျွန်တော်တို့ Chelsea အသင်းကြောင့်စပြောမယ်ဆိုတော့ Chelsea အသင်းအတွက်တော့ဒါဒီဒီပွဲဟာအနိုင်ရဖို့အတွက် ဒါတော်တော်လေးကိုအရေးကြီးတဲ့အခြေအနေပါ။ဘာကြောင့်လဲဆိုတော့ဒီရာသီမှာအမြင့်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ချန်ပီယံလိဝင်ခွင့်ရဖို့ဆိုရင်အာကျွန်တော်တို့လာမယ့်ပွဲစဉ်ပွဲစဉ်တိုင်းမှာရမှတ်တွေရသလောက်စုဆောင်းနိုင်ဖို့ပေါ့လေစုဆောင်းရနိုင်ဖို့ ချိုးပန်းရမယ့်အခြေအနေဖြစ်တာကြောင့်မို့လို့အာ Leicester City အသင်းကိုအိမ်ခွင်းမှာအနိုင်ရဖို့အရေးကြီးတာပါဒါပြင်ကျွန်တော်တို့ Chelsea ကနောက်ဆုံး Premier League 5ပွဲမှာအာ၃ပွဲအရင်နေပြီးတော့မှ၂ပွဲပဲနိုင်ထားတယ်အာပြီးခဲ့တဲ့အပတ်တုန်းကတော့ Southampton ကိုဒါကျွန်တော်တို့အိမ်ခွင်းမှာဖိုးစီးရလနဲ့ကိုကိုပြအနိုင်ရထားတာဆိုတော့ဂျာယက်မှာကစားခဲ့တဲ့ Conference League ပွဲစဉ်မှာလည်း Chelsea ကအာကျွန်တော်တို့ဒီ Damon မြင်မှာပေါ့လေ Copenhagen ကို ဒါထူဝရလနဲ့အနိုင်ရထားတာအကြောင်းမလို့နောက်တစ်ချက်ဒါအင်ကွင်းစတန်ဖို့ဘစ်စတေဒီယမ်မှာအာကိုပီဟေဂင်ကို ACC ကစား လို့ရတဲ့အခြေအနေတခုပိုင်ဆိုင်ထားတဲ့အတွက်အာ Chelsea အသင်းအနေနဲ့ပေါ့လေမဖြစ်မနေအာကျွန်တော်တို့ဒီ Leicester City အသင်းနဲ့အာ Premier League ပွဲစဉ်မှာတော့အင်ပီအားပြင်းနဲ့အရမပြည့်ရအောင်စုဆောင်ရမယ့်အခြေအနေပါဒါပြင်ကျွန်တော်တို့ဒီ match လာတဲ့မှာအာအသင်းကြီးပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီ Arsenal အသင်းနဲ့ပွဲစဉ်လေကစားဖို့အခြေအနေရှိရကြမလို့အာကျွန်တော်တို့ရမှတ်ဒီအရေးတကြီးလိုအပ်နေတဲ့အခြေအနေကြောင့်မလို့အာကျွန်တော် Leicester ကိုအနိုင်ဖို့လိုအပ်ပါတယ်ဆိုတော့ Chelsea ကလက်ရှိအခြေအနေကပေါ့လေဒါကျွန်တော်တို့ Premier League 29ပွဲကစားထားတဲ့ရမှတ်အာကျွန်တော်46မှတ်နဲ့အဆင့်9 ားနေရာမှာရှိနေပြီ။ဟိုမှာအဆင့်၄ရာစီးတင်းနဲ့တမတ်กว่าအဆင့်၆နေရာကနေယူကဆယ်နဲ့နှစ်မတ်กว่าအနေထားကြောင့်မို့လို့အာကျွန်တော်တို့ Leicester City အသင်းနဲ့သာရမှတ်ဆုံးရှုံးခဲ့မယ်ဆိုရင်အာကျွန်တော်တို့ Chelsea အသင်းအနေနဲ့အာ ဒီ position အနေရပေါ့လေအပြောင်းလဲဖြစ်သွားနိုင်တဲ့ address အာကျွန်တော်မဖြစ်မနေနိုင်ပွဲရအောင်ကြိုးပမ်းရမှာလည်းဖြစ်တယ်တစ်ဖက်က CD အတင်းကကျွန်တော် Nordian Forest အတင်းနဲ့တွေ့နေတယ်လို့ Newcastle အတင်းကလည်းဝဟန်အတင်းနဲ့တွေ့နေတဲ့အခြေအနေကြောင့်မို့လို့အခြေစီးကကျွန်တော်တို့ဒါ Leicester City အတင်းနဲ့ပွဲစဉ်မှာတော့ရမှတ်ပြေရအောင်ကြိုးပမ်းရမယ်အခြေအနေပါဒါပြင်ကျွန်တော်တို့အာဒီ Giant Conference League မှာကစားခဲ့တဲ့ပွဲစဉ်မှာဆိုရင်အာဒီပေါ့လေအတင်းအားကိုးရတဲ့ Patronato အာ Jadon Sancho Jadon Sancho လည်းဒုတိယပိုင်းမှာအထုပ်သုံးခဲ့တယ်ဒါပြင်ကျွန်တော်ကုသမဖြစ်တဲ့ Philip Jorginho ရှင်ကိုအနာပေးခဲ့တယ်လို့ ကိုပါမားကိုလည်းဒုတိယပိုင်းမှာကျွန်တော်တို့အနားပေးခဲ့တာကိုတွေ့ချင်းအဖြစ်အဲကြောင့် Leicester City အသင်းနဲ့ပွဲစဉ်မှာတော့ကစားသမားအစုံလည်းနဲ့ပွဲထုတ်လာဖို့အခြေအနေရှိတယ်လို့ထင်တယ်။ဒါပြင်ကျွန်တော်တို့ဒါဒီ Leicester City အသင်းနဲ့ပွဲစဉ်မှာတော့အသင်းရဲ့ကစားသမားဖြစ်တဲ့ Nicolas Jackson, Fofana, Makiu, Noni Mudryki နဲ့ Custo အပါအဝင်ဒီကစားသမားတွေပေါ့လေဒါပါဝင်လာဖို့အခြေအနေမရှိဘူးဆိုပေါ်ပြထားတယ်။တစ်ဖက်က Leicester City အသင်းကတော့အာကျွန်တော်တို့ဒီရာလီမှာတော်တော်လေးကို struggle ဖြစ်နေတယ်။အာ Premier League 29ပွဲကစားပြီးတော့မှအာလက်ရှိအခြေအနေကပေါ့လေဒါအဆင့် 16နေရာမှာရောက်နေတယ်။ဒါပြင်ကျွန်တော်တို့ဒါနောက်ဆုံးဒီ Premier League နောက်ဆုံး12ပွဲမှာ17ပွဲတိတိကိုအရင်နေထားပြီးဟာတကယ် struggle ဖြစ်နေတယ်။ဒါပြင်အဓိကအသင်းရဲ့တိုက်စစ်ကစားမှဖြစ်တဲ့ Jamie Vardy ကအသက်ရွေရလာတာ။ဆိုတော့ Jamie Jamie Vardy ကိုယ်တိုင်ကလည်းအာကျွန်တော်နောက်ဆုံး17ပွဲဇက်တိုက်မှာအတွင်းကိုတကိုးပဲတွေးယူနိုင်တဲ့အခြေအနေရောက်မလို့ Leicester City အသင်းအတွက်တော့အဆဆရရပါလို့ဒါဒီ Chelsea တင်းရဲ့ England Stamford Bridge မှာအနိုင်ယူဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ကျွန်တော်ကယူဆတယ်။ဆိုတော့ဒါကြောင့်မလို့တော့မဖြစ်မနေပေါ့လေ Chelsea ကဒီ Champions League ဝင်ခွင့်ရ ဖို့ရုံးကန်ရမယ့်အခြေအနေတစ်ဖက်က Leicester City ရဲ့အသင်းကလည်းကျွန်တော်အဆဆရရအားနည်းချက်တွေရှိနေတာကြောင့်မလို့ Chelsea အသင်းကဒါကျွန်တော်တို့ Ewen Stamford Bridge Stadium မှာဒါတစ်ဖက်က Leicester City အသင်းကိုတွင်းကိုရင်အတွက်အနည်းနဲ့အနိုင်ယူပြီးတော့မှ Premier League ပွဲစဉ်28မှာတော့ရမပစ်ယူသွားပြီးတော့မှဒါကျွန်တော်နေပြအန်ဆိုမာရက်စ်ကနဲ့အတူကစားသမားတွေက Under pressure အောက်ကနေ ျွန်တော်တို့ဒါရုံထွက်နိုင်အောင်ကြိုးပမ်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်တာကျွန်တော်ကယူဆရပါလေဆိုတော့ကြီးစုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲချီးကျူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျေးဇူးတင်ခြင်းအားလုံးပြည့်စုံကြပါစေအားလုံးကိုချီးကျူးတင်ပါတယ်